Hello အားလုံးပဲမင်္ဂလာပါကျမကိုဒီ Messenger ကနေပြီးတော့လာမေးထားတဲ့ဒီချက်လေးတယောက်ရဲ့အဖြေကိုကျမဒီဗီဒီယိုလေးနဲ့ပြန်ပြီးတော့ဖြေကြားပေးသွားမှာပဲဖြစ်ပါတယ်မနောက်ပြင်းမဲ့အောက်ကမြင်မဲ့နဲ့မရပလက်တက်မဲ့အောက်ကမြင်မဲ့ဘလူနီယာတွေမှာသုံးတယ်လဲဆိုတာကိုကျမကဒီမှာကျမသိသလားပြန်ပြီးတော့ဖြေကြားပေးသွားပါမယ်နော်အဲ့တော့မနောက်ပြင်းမဲ့အောက်ကမြင်မဲ့ပေါ့နော်အဲ့ဒီဟာကြတော့ကျမတို့ကမရှိဘူးမရှိတော့ဆိုတဲ့အဓိပ္ပာယ်လေးရှိပါတယ်ပြီးလို့ရှိရင်ကျမတို့မျက်နှာအမူအရာကိုအာတွန့် ရွဲ့တယ်ပေါ့နော်တွန်းရွဲ့တယ်ဆိုကျမတို့ကမျက်နှာအမှုရပါလဲမဲ့တာပေါ့နော်အဲ့ဒီအဓိပ္ပာယ်လေးတူတာရှိတယ်မာရပ်လက်တဲ့မဲ့အောက်ကမြင်ရကြတော့ကျမတို့ dictionary ထဲမှာလိုက်ရှာတဲ့အခါမှာမြန်မာ dictionary ထဲမှာလိုက်ရှာတဲ့အခါမှာသူ့ရဲ့အဓိပ္ပာယ်လေးကတော့တိကျမရှိဘူးပေါ့နော်အဲ့တော့ကျမတို့ကမားနောက်ပြမဲ့အောက်ကမြင်မဲ့ကိုကျတော့ဘလို့နေရာတွေမှာတုံးတယ်လေဆိုရင်ဒါပေမဲ့ တို့ပင်မဲ့ဆိုပင်မဲ့ပြောပင်မဲ့ရှင်းပြပင်မဲ့ဆိုတဲ့နေရာတွေမှာကျမတို့ကမနောက်ပြင်မဲ့အောက်ကမြင်မဲ့နဲ့ရေးပါတယ်မရက်သက်မဲ့အောက်ကမြင်မဲ့ရကြတော့ကျမတို့ကဘာလဲဆိုလို့ရှိရင်เนาะအဲကတားနဲ့ကရိယာနဲ့เนาะကတားနဲ့ကရိယာနဲ့အဲဆိုလို့ရှိရင်ကျမတို့ကခยีသွားမြည်ဆိုလို့ရှိရင်ကျမတို့ကဒါခยีသွားမြည်ဆိုလို့ရှိရင်ကျမတို့ကအရေးပုံစံလေးနဲ့ပြောတာပေါ့เนาะတကယ်လို့အပြောပုံစံလေးနဲ့ပြောချင်တယ်ဆိုရင်သွားမဲ့ခยี နောက်ပြီးလို့ရှိရင် appin site တီ appin site တီဆိုလို့ရှိရင်ကျမတို့ကဒါအရေးပုံစံလေးနဲ့ပြောလိုက်တာပြောပုံစံလေးနဲ့ပြောမယ်ဆိုလို့ရှိရင် site မဲ့ appin မင်း site မဲ့ appin ရပါလေမင်းသွားမဲ့ခီးရပါလေเนาะအဲ့လိုမျိုးပဲတချို့ကပါလေ စားမဲ့အစာမင်းစားမဲ့အစာအဖာလေအဲ့လိုမျိုးကျမတို့ကအပြောပုံစံလေးနဲ့ပြောချင်တဲ့အခါမှာဆိုလို့ရှိရင်မနောက်ပြင်းမဲအောက်ကမြင်းမဲကိုမတုံးမဲနဲ့မရပ်လက်တဲ့မဲအောက်ကမြင်းကိုတုံးပါတယ်။ဘာဖြစ်လို့လဲဆိုရင်ကျမတို့ကမနောက်ပြင်းမဲအောက်ကမြင်းမဲရကြတော့သူကမရှိတဲ့မရှိဘူးဆိုတဲ့အနတ်တိတ်ပဲကိုစောင်းနေ။အဲ့တော့ကျမတို့ကသွားမဲ့ခရီးဆိုလို့ရှိရင်မနောက်ပြင်းမဲအောက်ကမြင်းမဲကိုနဲ့ရေးလိုက်မယ်ဆိုလို့ရှိရင်ခရီးကသွားစရာမရှိတော့ဖြစ်သွားမှာအတိတ်ပဲ။ နော်အဲ့တော့ကျမတို့ကအဲသွားမဲ့ခရီးတို့စားမဲ့အစားတို့စိုက်မဲ့အပင်တို့ရေးမယ်ဆိုလို့ရှိရင်နော်မရပလက်တဲ့မဲအောက်ကမြင့်မဲနဲ့ရေးပါမယ်ဒါပင်မဲတို့နော်ဆိုပင်မဲတို့ပြောပင်မဲတို့ရှင်းပြပင်မဲတို့ဆိုလို့ရှိရင်နော်ကျမတို့ကမနောက်ပင်မဲအောက်ကမြင့်မဲလေးနဲ့ရေးရမှာဖြစ်ပါတယ်ဒါကတော့ကျမတို့လာပြီးမေးထားတယ်ဒီချေလေးတယောက်ကိုအဲမဲအတုံးပေါ့နော်မဲအတုံးမနောက်ပင်မဲအောက်ကမြင့်မဲနဲ့မရပလက်တဲ့အောက်ကမြင့်မဲကိုကျမသိသလောက်လေးဖြည့် ပြန်လည်ပြီးတော့ဖြည့်ချားပေးလိုက်တာဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးရအကျိုးတစုံတရာရမယ်ဆိုလို့ရှိရင်အဲဆေးထားလို့ရပါတယ်အသေးလေးပေးသွားလို့ရပါတယ်ယေစုတင်ပါတယ်ရှင်ဒီချေဆန္ဒပါ